်လာပါဓမ္မအန်ကာချာ channel ရဲ့ကာချာစီစဉ်ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကမ္ဘာတဝမ်းမှာဗုဒ္ဓမြတ်စွာဘုရားခြေတော်ရာချခဲ့တဲ့နေရာများပိုင်းသုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ် ကဘာတဝမ်းမှာဘုရားမြတ်စွာဘုရားခြေတော်ရာချခဲ့တဲ့နေရာ၁၁ခုရှိတဲ့အနက်မြန်မာနိုင်ငံ၌ခြေတော်ရာ9ခုရှိပြီးရက်ခိုင်ပြည်နယ်၊ကေတိတောင်မြို့နယ်မဲဆုကျောင်း၌ခြေတော်ရာတစုမအီမြို့နယ်၌အထက်အောက်ခြေတော်ရာတစုပေါတော်မြို့နယ်မြေငူကျွန်းရှိသံတော်ရှင်ဇေဒီတော်အနီး၌ခြေတော်ရာတစုရှိတာကြောင့်ရက်ခိုင်ပြည်နယ်အတွင်း၌ပင်ခြေတော်ရာ၄စုရှိတယ်လို့ဆိုရပါမယ်ခင်ဗျာ။မြန်မာနိုင်ငံခိုင်ပြည်နယ်မြောက်ပိုင်း င်းမယူကမ်းဘုံစည်းကျွန်းသာစီတော့ရွာနီးရှိဒီတော်ရတစုရေတိတောင်မြို့နယ်မဲစုကျွန်းခြေတော်ရဟာမဟာတက္ကရေ123ခုနှင့် BC 980ပြည့်နှစ်ဝယ်တတိယဒညဝရီခေတ်ကာလ ဒါနာသူရိယမင်းမြတ်ဖြီးနှံအုပ်ချုပ်ခဲ့စဉ်ကဒါနာသူရိယမင်းဤမနောအဋိဒံဖြင့်ပိဖိတ်ခဲ့ရာဖျားရှင်သည်နောက်ပါယဟန်900နှစ်အတူထွက်ရောက်လာခဲ့သည်ဟုဇခိုင်သမိုင်းမှတ်တမ်းများ၌ဖော်ပြထားပါသည် ကျောက်တော်မြို့နယ်သီလာဂီရိပပတော်တော်ယခုကျောက်တော်တော်၌ရတန်တော်မူပြီးဗျာဒိစကားဆိုပြီးနောက်ဘယင်သန္နာသူရိယမင်းမြတ်ဤလျှောက်ထားခြင်းအရာဒညဝရီနန်းတော်အနီတိရိကုဋ္ဌဂုံးတော်ပေါ်၌ဘုရားရှင်အားကိုသာကူးကွယ်ပူဇော်နိုင်ရန်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကိုသုံးဆက်တော်မူခဲ့ပါသည် သောဖျားရှင်သည်ယခပုရာယခုယခိုင်ပြည်နယ်တခွင်သို့ဒေတာစာယီကြွချီခဲ့ရာဂျင်တာမြစ်ခေါ်ဂျမရာမြစ်ယခုရေတိအောင်မျိုးအနီးသို့ ရောက်ရှိစဉ်ဂျမရာမြစ်နဂါမင်းကဖျားရှင်အားရှိခိုးပူဇော်ပြီးနောက် အစင်သာရကိုးကယ်ပူဇော်နိုင်ရန်ဒီတော်ရာတစုချီးမြှင့်ပေးပါရန်လျှောက်ထားကြရာယတိတောင်မြို့နယ်တာစီတောင်ကြီးရွာအနီး၌လက်ဝဲဘာရချီတော်ရာတစုအားချီးမြှင့်ပေးသနာတော်မူခဲ့ပါသည်မြန်မာနိုင်ငံရခိုင်ပြည်နယ်မအီမြေတွင်း၌အထက်အဝဲရာချီတော်ရာတစုံ တောင်ကိုမြို့နယ်မအီမြို့ရှိ အထက်နှစ်အောက်ခြေတော်ရာမှာဘုရားဖျားရှင်ဟာဓညဝရီမမြစည်းမသို့ပြန်လည်ကြွခြေတော်မူစဉ်လက်ရာယံရှင်သာရိပုတ္တရာဤလျှောက်ထားတောင်းပန်မှုကြောင့်ဘုရားရှင်သည် မအီအမ်မန်မြစ်သုံးစင်းတို့စီးစင်းရာမဟိယာနရီဒေတာ၌နုဇင်ဘဝကဖြစ်တော်ပေါင်းများစွာကိုဟောကြားတော်မူခဲ့ပါသည် ထိုမှတပံမအီချောင်းများရှိနာရာဂီရီတောင်သို့ကြွချီတော်မူပြီးတွိသေးလမည်သောစင်တင့်တောင်ကြောက်ဆောင်တွင်စေမင်းဘဝကညီတော်ဖြစ်ခဲ့မှုသောအညာတောင်ရွာသားမုတ်ဆိုးဆံလာရှိကတရားဟောတော်မူစဉ်ငါသည်မဟာဝီဟိကမည်သောစေမင်းဖြစ်ခဲ့စဉ်ကမုတ်ဆိုးကြီးဆံလာမှာစုနာဝီဟိကမည်သောညီတော်ဆင်ရဲ့အဖြစ်ဤမဟီမြင့်အရ၌ချင်းလေခဲ့ ဘူးကြောင့်မဟီမြေအတွင်းရှိမဟီသေးလရေအိုင်၌လည်းမဟီသေးလနဂါမင်းအဖြစ်ကျင်လည်ခဲ့ဘူးကြောင့်တို့အားမိတ်ကြား၍တရားပြတလီယာမုဆိုးလေတတိတံဝေကဖြစ်ပြီးအကျွတ်တရားရရှိခဲ့ပါသည်ထို့နောက်မုဆိုးကြီးဆန္လာဤ ရှောက်ထားတောင်းပန်မှုကြောင့်လူနဲ့နဂါတရားပြမတတဝါတို့ဤအကျိုးကိုမျှော်ကိုပြီးနာရာဂီရီတောင်းထိတ်ရှိပြိလီတမိသောစင်တင့်တောင်းကြောက်ဆောင်ပေါ်တွင် လဝဲဘာရခြီတော်ရာကို၎င်းမဏိသေးလကြောက်ဆောင်ပေါ်တွင်လက်ရာဘာရခြီတော်ရာကို၎င်းချပေးတော်မူခဲ့ရာကဘာမြကြီးသည်ဦးထိန်ဆက်ကဲ့သို့တွတ်တွတ်ခါမြတုံလုတ်ခဲ့ပါれကဘာပေါ်ရှိခြေတော်ရာ 12စုအနက်17စုမှာလဝဲခြေတော်ရာများသာဖြစ်ပြီးတခိုင်ပြည်နယ်မဤချောင်းရှိ အထက်ခြေတော်ရာမှာလက်ရာခြေတော်ရာဖြစ်တာကြောင့်အလွန်တရာများ ထူးခြားလာပါတယ်ခင်ဗျာမြန်မာနိုင်ငံရခိုင်ပြည်နယ်စစ်တွေမြို့ကလရံမြို့ဝရှိပေယုံကားကျွန်းစု ရေငူကျွန်းသံတော်ရှင်တတ်တော်နီရှိဘာရခြေတော်ရာတစု ယတိတော်မျိုးနဲ့ဆန္တော်ရှင်တတ်တော်ဤရှိပါရခြေတော်ရာဟာမဟာတက်ရေ123ခုနှစ်တွင်ဘုရားရှင်သည်တညဝရီမှမြစီမဒေတာတို့အပြန်ကောင်းငင်ခီးဖြစ်ကြွချီလာခဲ့ရာကိစ္မနရီမြေအဆုံသမုဒ္ဒရာဘောရောက်တွင် ရေပြင်သည်လိုင်းတဘိုးတို့ဖြင့်စူပွက်ခဲ့ပြီးအရက်ရှင်းမျက်နာလုံးလရောင်ဖြင့်လင်းလက်ခဲ့ပါသည် ်ထိုချင်းရာကိုနဂါမင်းရှိဦးတို့တိမြေလေပြီးမြတ်စွာဘုရားကြွချီလာကြောင်းတွေ့ရှိရ၍ဘုရားရှင်နှင့်နောက်ပါယဟန်900ရာတို့အားပင့်ဖိတ်လျက်စွမ်းစက်ကလှူဒါန်းခဲ့ကြပါသည် မြတ်စွာဘုရားရှင်သည်နဂါမင်းတို့အားဆန်းသောနဆူကို ပေးသနာချီးမြှင့်ပြီးဤရဒေသ၌ဗုဒ္ဓသာသနာတော်အရှိထွန်းကားတည်တံ့လက်တံဟုယာရိတ်ပေးတော်မူကဆက်လက်ခရီးကြွချီတော်မူခဲ့ပါသည် နဂါအပေါင်းတို့လည်းဗုဒ္ဓဤဇန်တော်မြတ်များကိုသာဝနာထဲ့တော်မူလျက်ဇေဒီတော်တစုကိုမြေငူကျော်နီလာပပတတောင်ထိတ်၌တည်ထားကိုးကွယ်ခဲ့ကြပါသည်ဇန်တော်ရှင်ဖျားနှင့်မနီမဝေးတွင်ဗုဒ္ဓဖျားရှင်ကခြေတော်ရာတစုထားရှိခဲ့ပြီးဤခြေတော်ရာဟာ ပောက်တော်မြို့နယ်မြေငူကျော်စောမဲကြီးကြီးရွာအနီး၌တည်ရှိပါသည်ခမညာ စန္နာဒုရိယမင်းဟာဆန္ဒရှင်စေဒီအားလာရောက်ဖုံးမြော်လီယာနဂါမင်းတို့တည်သောစေဒီမှာလူတို့တည်သောစေဒီနှင့်မတူ၍မူလစေဒီကိုငုံမြည်လျေမိမိဤမကြိုက်တော်နှင့်တူအောင်စေဒီတော်ကို ပြန်လဲပြုပြင်တည်ထားတော်မူခဲ့ပါတယ်ထို့ကြောင့်ဆန္ဒရှင်ဖျားသမိုင်းလင်္ကာတွင်လူနေနဂါတီတုံညာလေ ဖယားဆန်တော်ရှင်မြတ်ရှင်ပင်ဟုရှိစာသူများကဆက်ဆိုထားခဲ့ပါတယ်။ရခိုင်မင်းဆက်ဆက်နဲ့ရခိုင်ပြည်သူတို့ကဆန်တော်ရှင်စေရီတော်မြတ်ကြီးကိုအစဉ်အဆက်မုန်းမံပြုပြင်ထိမ့်သိမ်းကိုးကွယ်ခဲ့ကြပါတယ်ခမညာ။ ်မြတ်ဗုဒ္ဓ၏ကိုတော်အရေတော်တို့ဟာ နူးညံ့လာတာကြောင့်ဖះရှင်ဤခြေချရာရက်သည်ဘွာကွန်လေးများထီရာကြရာရက်တို့အလားမြေနှင့်မတိဟုအဋ္ဌကရာဆရာကြီးများကဆက်ဆိုထားကြပါသည် တို့ဖြစ်၍ဖျားရှင်ဤခြေတော်ရာဟာမြေပြင်၌အရာမထင်မီဖျားရှင်မှာအရိဒံ၍ခြားရားကဲ့သို့ခြေတော်ရာတို့သည်ကဆင်မြေအစရှိသောတတ္တဝါတို့ နှိမ်ချော်သွားတော့လေပျက်စီးခြင်းမရှိတဲ့ကဲ့သို့မိုးကြီး၍တော်၎င်းလေကြီးတတ်၍တော်၎င်းပျက်စီးယိုယွင်းခြင်းမရှိပဲပဂရိအတိုင်းတည်ရှိပါれမြည်သူတစ်စုံတစ်ယောက်ကမြ၆ဖြည့်၍မရနိုင်ပါခမညာဘုရားဖျားရှင်ပြိဋိဘံဆံတော်မူခဲ့တော်လေမြတ်ဗုဒ္ဓဤသဘာဝရှိလူသားတိုင်းအကျိုးများစေရန်အတွက်မိမိဤကိုယ်စားတတ်တော်မူတော်မြတ် အန္တောနန္တောစန္တောစသည်များနှင့်ဗာရခြေရာတော်များကို ပူဇော်နိုင်ရန်ခြံထားရစ်ခဲ့ပါသည်အတုမရှိဘုရားမြတ်စွာဘုရားရှင်၏မဟာပုရိသ32ပါးလက္ခဏာတော်ပါရှိပြီးထိုလက္ခဏာတော်များသည်ဘုရားရှင်နှုစဉ်ဘဝသင်ချင်းများသောကကုသိုလ်ပါရမီများစွာ ဖြည့်စည်တော်မူခဲ့တာကြောင့်ဖြစ်ပါသည်မြတ်ဗုဒ္ဓ၏ မဟာပုရိသ32ပါးလက္ခဏာတော်များထဲမှာခြေဝါတော်မြတ်ဟာညီညာပြီးခြေတော်ရ၌တရားရှိကွက်သောဗုဒ္ဓဆက်လက္ခဏာတော်များပါရှိပါတယ်။ဗုဒ္ဓဤခြေတော်ရများကိုပူဇော်ဖူးမြော်ရခြင်းအပြင်အချံအယံပိဋကပေါ်များခြင်းခရီးသွားလာရ၌ဝိအန္တရေကင်းဝေခြင်း အဘယ်လေးပါမကြောက်ချင်းနဲ့နိဗ္ဗာန်တို့မရောက်မီလူပြည်နတ်ပြည်တို့၌သာလျင် ဆုံးဆန်းခြင်းလည်းရခြင်းစัจ java ရေမင်းဖြစ်နိုင်ခြင်းနဲ့နောက်ဆုံးသောဘဝ၌ပေရတညကမထေကဲ့သို့အာသဝတရားကုန်ခန်းသောယဟန္နာဖြစ်သူရောက်ရှိနိုင်ခြင်းအစရှိသော အကျိုးတရားများကိုရရှိစေနိုင်မှာဖြစ်ပါれခမညာ